၈ဦးနဲ့ပြက်တာထက်ပိုပြီးနာကျင် ကြေခွဲရတဲ့စောက်လေးတို့ခေတိုင်းမှာရှိတဲ့ဒူငယ်စာပေရီရဲ့နှလုံးသားကိုအရှိန်ပြင်းပြင်းနဲ့အငြင်းနဲ့ဆွဲလုပြီးတော့နိုးကြားစေနိုင်ခဲ့တဲ့စောက်တို့အဲ့စောက်ထဲမှာ မြန်မာဆန်ဆန်ချစ်ပြထားသလိုဘဝဆန်ဆန်လည်းကြေခွဲစရာကောင်းတယ်ဒါပေမဲ့ကျွန်တော်အဲ့စောက်ကိုရေးတဲ့စာရေးဆရာကိုတော့မုန်းခဲ့မိတယ်အဲ့စောက်လေးကြောင့်ကျွန်တော်ပြောပြပေးချင်ပါတယ် အားလုံးမင်္ဂလာပါ review by benevolence ကပြန်လည်ကြိုဆိုလိုက်ပါလေ cruising down the highway windows down low sunset paints the sky in a fire လူဆိုတာအမြဲတမ်းလဲရှင်မနေနိုင်ဘူးအမြဲတမ်းလဲငုံမနေနိုင်ဘူးနောက်ပြီးတော့အစိတ်ကူးတာထက်သူ့ရဲ့စိတ်သက်ကူးတာကပို့ပြီးတော့ကြောက်စရာကောင်းတယ်ဆိုပြီးတော့အဓိကရည်ညွှန်းဖော်ပြထားတဲ့အစားအလိုတော့နောက်ပြီးတော့တန်တရားတွေလွှမ်းခြုံပြီးဆိုရင်တယောက်နဲ့တယောက်အနေဝေးစေတယ်ဆိုတဲ့အကြောင်းကိုလည်းအဓိက တည်ကုန်းထားတဲ့စာအုပ်လေးတော့အဲ့စာအုပ်လေးကတော့1980နဲ့80ကြားမှာစကပြေအရေးသားအထူးကြုံဆုံးစာရေးဆရာတယောက်ဖြစ်တဲ့ဆရာနိုင်ဝင်းစုရဲ့အောင်မြင်ဆုံးစာအုပ်တော်ဖြစ်တဲ့စာမျက်နှာ212ရှိတဲ့လွေတညာဆိုတဲ့စာအုပ်လေးပဲဖြစ်တယ်။ဒီစာအုပ်ကိုဟိုမသိရှင်စီပို့ပေးပါဆိုတဲ့စာအုပ်နဲ့နှိုင်းရှင်ပဲဆိုရင်မသိရှင်စီပို့ပေးပါဆိုတဲ့စာအုပ်ကိုကြိုက်တဲ့သူရှိတယ်။လွေတညာကိုလည်းကြိုက်တဲ့သူရှိတယ်။ဒါပေမဲ့အများစု လူတိုင်းကိုမေးလိုက်မယ်ဆိုရင်ຫນွေတညကိုမကြိုက်တဲ့သူဆိုတာကမရှိသလောက်ရှားလိုက်မယ်။ဘာလို့လဲဆိုတော့ဒီຫນွေတညကိုဖတ်ပြီးတဲ့အခါမှာဆရာနိုင်ဝင်းဆိုရဲ့စာဖတ်ပရိသတ်စစ်စစ်တယောက်ဖြစ်သွားမှာအသေးစားပဲ။ဒီစာကဘာကြောင့်ရေးထားတာလဲဆိုတော့ဘဝတရုပ်ဖော်ပဲ။ဒါပေမဲ့ဒီဘဝတရုပ်ဖော်ထဲမှာ အတွေ့အကြုံပညာတွေပါသလိုအိမ်တော်ကြီးကြားမှာဖြစ်လေဖြစ်တာရှိတယ်ပြဿနာတွေပါတယ်။ချစ်ချင်းမြတ်တာတွေတန်ရာစိတ်တွေနောက်ပြီးတော့တယောက်နဲ့တယောက် အလွာကွာတဲ့အခါမှာတွေးကြုံရတတ်တဲ့အခက်ခဲတွေကိုအဓိကပုံပေါ်ထားတယ်။ဒီစာအုပ်ကိုနောက်ဆုံးချိန်ထိကျွန်တော်ဖတ်လိုက်တဲ့အခါမှာကျွန်တော်စာရေးစရာကိုခဏမုန်းမိသွားတယ်။ဘာလို့လဲဆိုတော့ဘာဖြစ်လို့ဒီလိုကြီးအဆုံးသတ်ပေးလိုက်တာလဲဆိုရဲအရာကြောင့်ပေါ့နော်စာရေးစရာကိုကျွန်တော်နည်းနည်းမကြင်မနဲ့ဖြစ်မိတယ်။ဒီစာအုပ်ထဲမှာအဓိကခုံမောင်းပေးတဲ့လူနေရောက်ပေါ့ခင်ဝေဆိုတဲ့စဘာဆက်ယုံမှာစဘာတဲ့15နှစ်ရွယ်အင်္ဂလိပ်တယောက်နဲ့ တော့ကလေးကိုကိုဆိုရဲပညာတလေးတယောက်ပေါ့သူတို့နှစ်ယောက်ကတယောက်အချောင်းလုံးတယောက်ကကနနာမသိပဲနဲ့လူကြီးတွေမသိအောင်ကိုရလိုက်ပြကြတယ်ကိုရလိုက်ပြပြီးတော့မတူညီတဲ့ချစ်ချင်းမြတ်တာတွေကြားမတူညီတဲ့အလွာတွေကြားမှာအခက်ခဲကြီးဖြစ်လာတယ်ဆနေရင်အိမ်ောင်သက်ဆနေရမြောက်နေမှာပဲအချင်းချင်းစကားများပြီးတော့ဒီကလေးစိတ်မကုန်သေးတဲ့ခင်ဝေကအိမ်ပေါ်ကနေစပြီးတော့ဆင်းသွားတယ်ပေါ့အဲ့ဒါကို သူ့အမျိုးသားနဲ့သူ့နဲ့ကြားမှာဖြစ်တဲ့ပြဿနာဒီတစ်ပတ်ပါတယ်ကိုကိုဆိုတဲ့ကိုကိုဆိုပြီးတော့တင်စားထားတဲ့ကလေးရာရှိပေါ့ပညာတတ်ပေါ့သူကအမြဲတမ်းအတွေ့သမားသူကတိတ်ခါပိုင်းကိုရင်ညွှန်းတယ်အမြဲတမ်းဒီဂုံတိတ်ခါပိုင်းကျင့်ဝတ်တွေကိုအရင်အလေးထားတယ်ပြောမယ်ဆိုရင်အမြဲတမ်းဟိုအင်္ဂီကြီးနဲ့နေတတ်တဲ့လူတစ်ယောက်လို့ပြောရမယ်ခင်ဝေရဲ့ဇာအဲဇယိုက်ကကြတော့ဘလိုပုံစံမျိုးလဲဆိုတော့သူ့ရဲ့အမေစီကနေအမွေဆက်ခံလာတာရှိတယ်ဘာလို့လဲဆိုတော့သူ့ရဲ့သူဖြတ်သန်းခဲ့ရတဲ့ပတ်ဝန်းကျင်ရဲ့ လောက်ခတ်မှုကြောင့်စေးတိုင်းတိုင်းထွာတက်လာတယ်။ဒါပြရတော့ခင်ဝေးရဲ့အမေကနောက်အိမ်တော်လည်းဖြစ်တဲ့အတွက်ခင်ဝေးရဲ့အမျိုးသားဖြစ်လာတဲ့ကိုကိုကလည်းခင်ဝေးကိုအဲ့လိုဖြစ်မှာအယံဆိုးရင်လေသူ့ရဲ့အတွေ့အကြုံမှလည်းအဲ့လာကအမြဲတမ်းသူ့ကိုလွှမ်းခြုံထားတယ်။ပြဿနာရဲ့အစအဲ့လာလို့ပြောလို့ရတယ်။ခင်ဝေးကဒီကိုကိုကိုအယံချစ်တယ်။အယံချစ်တယ်အယံချစ်ဆိုကိုကိုကလည်းခင်ဝေးကိုချစ်တယ်။ချစ်တဲ့အခါမှာသူတို့နှစ်ယောက်ရဲ့တယောက်နဲ့တယောက်အချစ်အကြောင်းပြောတဲ့အခါမှာဆရာနိုင်ဝင်းစွေက စကပြေရေးသားတွေကလုံးဝကပြာဆန်တယ်ကပြာဟန်ပေါက်တယ်ပြီးတော့အရန်ဖွင့်နေတယ်ဖွင့်နေတဲ့အခါမှာမဖြစ်နိုင်တဲ့အရာတွေကိုဖွင့်နေတာတဲ့ဒီပေါဝင်ချင်းမှာရှိတဲ့တဘာဝတရားကြီးပေါဝင်ချင်းမှာကျွန်တော်တို့ဒီကျွန်တော်တို့လူ့အဖွဲ့အစည်းမှာတွေ့ကြုံနေရတဲ့အရာတွေနဲ့နှိုင်းယှဉ်ပြီးတော့ပေါ်ပြထားတာကလုံးဝမြန်မာဆန်ဆန်လူပြရတယ်လို့ပဲပြောရမယ်။နောက်ပြတော့ဘဝဆန်ဆန်ပေါ့ကျွန်တော်တို့ဘဝဆန်ဆန်ဒုက္ခတွေကိုလည်းဒီထဲမှာလေ့လာလို့ရမယ်။ခင်ဗျားကအပြင်မှာဘလို့ပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘာအကြောင်းအရာတွေပဲရှိခဲ့ရှိခဲ့အိမ်ပြန်ရောက်တဲ့အခါမှာသူ့ရဲ့ယောက်ျားပေါ်ကိုအများနဲ့ချစ်ကြောင်းအများနဲ့ပြတယ်ပြပြီးတော့အများနဲ့စကားတခုပြောတယ်ဘာလဲဆိုတော့သူ့သမီးလေးတယောက်လိုချင်တယ်ဘာလို့လဲဆိုတော့သမီးလေးတယောက်ခလေးတယောက်ရှိမှကိုကိုခင်ဝေးကိုပြစ်မသွားပါဘူးနော်ပြစ်သွားမှာတော့အရင်ကြောက်နေတယ်ပေါ့ခလေးရှိတဲ့အချိန်မှာမှကိုကိုခင်ဝေးကိုမပြစ်သွားနိုင်တာပေါ့သူအများနဲ့အဲ့ဒါကိုတပွားပွားပြောတယ်ဒါပေမဲ့တပတ်ကပြန်ကြည့်ရင်လေကိုကိုကကျတော့တန်ရားစိတ်တွေအတွေးတွေနဲ့ပြာများနေတယ်ဘာလို့လဲဆိုတော့သူ့တငယ်ချင်းပို့လိုက်တဲ့စာတစောင်းပြီးတော့ သူတို့တွေတွားရင်းလာရင်နဲ့တွေ့ခဲ့တဲ့လူတစ်ယောက်ရဲ့လူတစ်ယောက်နဲ့ခင်ဝင်တဲ့စကားပြောဟန်းအဲ့ဒါတွေပဲအများနဲ့အတွေ့အကြုံမှာပုံပေါ်နေတဲ့ကုတာယုံမှာအခြားတယောက်နဲ့ခင်ဝင်ပြောနေတဲ့ပုံစံကိုအတွေ့အတွေ့တူနဲ့သူကဒါကိုဇလန်းတစ်ခုပုံစံပေါ်ပြီးတော့နေနေရလို့ပြောရမယ်သူတို့ဖြတ်တန်းလာခဲ့တဲ့ပတ်ဝန်းကျင်အသက်အရွယ်ကွာခြားမှုတွေအကျဉ်းစားလိုက်တာမတူမှုတွေကနှစ်ယောက်တစ်ဘဝအိမ်မက်တစ်ခုဖြစ်ပေါင်းဆက်မိတဲ့အခါမှာအပြည့်ပြည့်အကြောင်းတွေပြစ်လာတယ်လို့ပြောရမယ်ဒီစာအုပ်ထဲမှာကြပြာဆန်တဲ့ရေးသားတွေတင်စားနိုင်လုံးနဲ့ ပြောဟန်နေထူးချွန်လာတဲ့စကားပြေရေးသားတွေကြောင့်အပြင်လောကမှာကက်ဆင်ဆင်အမာရွတ်တွေရှိခဲ့ဘူးသူဆိုရင်တော့တဘွားလုံးသားအရာထင်သွားနိုင်စေတဲ့ဝတ္ထုမျိုးပေါ့သုံးခင်ဝင်နဲ့ကိုကိုနဲ့နောက်ဆုံးခန်းလေးပေါ့ဆရာနိုင်ဝင်းဆွေစာအုပ်တွေမှာယထာအကြောင်းတွေမြဲနေပါတယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကလည်းယထာဝင်တန်းတယောက်ဖြစ်ခဲ့တဲ့အခါမှာကျွန်တော်ဆရာနိုင်ဝင်းဆွေစာအုပ်တွေကိုဖတ်မယ်ဆိုရင်အမြဲတမ်းစာဖတ်သူကယထာစီးရတဲ့အတွေ့အကြုံမြဲနေရလိမ့်မယ်။ဒီမှာလည်းနောက်ဆုံးခန်းမှာခင်ဝင်နဲ့ကိုကိုဘာကြောင့်ကွဲကွာသွားလဲ။ဘာကြောင့်ပြန်တွေ့ကြလဲ။တွေ့တဲ့ပုံစံကဘယ်လိုမျိုးလဲ။ အဲ့အရာတွေကိုကျွန်တော်တို့မြင်ရပဲပေါ့နောက်ဆုံးသူတို့စက်သိမ်းသွားတဲ့အခါမှာဇက်ကောင်ကိုစာဖက်သူတွေပါထွက်ပေါက်ရှာမရတဲ့အနေအထားဖြစ်သွားတယ်။ညတညနှွေးတနှွေးမှာမွန်းချက်ပူလာနေတဲ့အမောင်ကြီးကမှယထာတစင်ကဒီခုံမောင်းသွားလာရင်နဲ့ပဲစာအုပ်ကိုအဆုံးတတ်ထားတယ်ပေါ့နော်။အဲ့နောက်ဆုံးပိုင်းအချိန်လေးမှာစကားလေးတစ်ခုံပြောမထွက်ခဲ့ဘူး။အဲ့စကားလေးပြောမထွက်ခဲ့တဲ့အတွက်စာဖက်သူတွေကစာရေးသူအပေါ်မှာမကျင်မနက်ဖြစ်စေတယ်။ဒါမဲ့အဲ့အရာကလည်းကျွန်တော်တို့လက်တွေ့ဘဝဆန်တယ်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့တစ်ခါကျရင်ကျွန်တော်တို့ကမပွင့်မလင်းဖြစ်တဲ့အရာတယောက်နဲ့တယောက်ကိုဝေးကွာသွားစေတယ်။တစ်ဖက်ကကြားပါတော့ကြားခဲ့လို့တယောက်ရဲ့ပြောစကားတွေကိုအဟုတ်ထင်ပြီးတော့တယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းမေးမြန်းတာမျိုးမေးခွန်းထုတ်တာမျိုးမလုပ်တဲ့အခါမှာတန်တရားများပြီးတော့တယောက်ကိုတယောက်မတွေ့ချင်မမြင်ချင်လောက်တဲ့အခြေအနေတွေဖြစ်သွားတတ်တယ်။ဒါလည်းကျွန်တော်တို့ပေါင်းချင်ပါလေတွေ့ရမြင်ရနိုင်တယ်။ဒီဟာကိုပဲဆရာနိုင်ဝင်းစီကမက်ဆေ့ပေးချင်တာလို့ပြောလို့ရတယ်။လူရအောင်လဲဆိုတော့တခါကြရင်ကို့အတွင်းနဲ့ကိုထင်ရ ဆိုင်ခင်ပြီးတဲ့အပေါ်ရင်မှနောင်တရတဲ့စိတ်တွေရှိလိမ့်မယ်။ဘဝမှာကိုယ်တိုင်လုံးပြီးခဲ့တဲ့အမားတွေတဲ့မလုံးခဲ့ရတဲ့ຢာတွေကိုပူနာခြင်းပြီးတော့နောင်တရတဲ့လူစိတ်စည်းမြင်တွေလိုပဲဒီຢာကိုပြောလို့ရတယ်။အကျင်လင်မယားချစီးချားထားတဲ့လိုမျိုးပဲပုံမှန်လင်လင်မေးခွန်းတွေမမေးတတ်တဲ့အခါမှာဒီຢာတွေကအကွဲကြောင့်တွေဖြစ်လာစေတယ်။မေးခွန်းမမေးတော့အဖြေကအတွေ့ထဲမှာကိုလိုຢာကိုစွဲပြီးဖမ်းဆုပ်လိုက်တဲ့ကြားမှာမလိုလားအတဲ့ຢာကြီးဖြစ်တယ်။တယောက်နဲ့တယောက်ချစ်လျက်နဲ့ဝေးသွားတာလေ။ တို့ရှိကောင်းရှိနိုင်တယ်ပေါ့ဒီစာအုပ်လေးကိုကျွန်တော်ကတော့ဆရာနိုင်ဝင်းစွေရဲ့အကောင်းဆုံးလက်ရာတွေကတောင်းလို့တက်မှတ်လို့ရတယ်ဒီစာအုပ်ငွေတညောက်ကိုဖတ်ပြီးတဲ့အခါမှာဆရာနိုင်ဝင်းစွေရဲ့စာပေပရိသတ်စစ်စစ်ကြီးဖြစ်သွားနိုင်တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပြီးတဲ့ဒုတိယအချက်ဆိုကျေးဇူးတင်ပါတယ်အားလုံးပဲစာဖတ်ခြင်းကိုအကျင့်ပေးပြီးတော့ပြောင်းဝင်နိုင်ကြပါစေ see you in the next video